နဲ့တွားလို့ရတဲ့အခြေအနေမှာရှိရတယ်။တစ်ဖက်ကလည်း pick off တွေပါတယ်။ပွင့်လင်းပြောရရင်ကျွန်တော် Fanny အတွက်နည်းနည်းပပဆော့ရပြူရတာခက်ခဲသွားနိုင်တယ်။ crowd control တွေပါဝင်တဲ့ပွဲတွေဆိုရင်လည်းမမှောက်ဘူးဗျ။ Battle 3 series ရဲ့ game number 2ပွဲနေရာမှာချိန်ချင်းတွင်းမှာတော့ လန်တော့ down လေးကိုရောက်ရှိလို့လာတော့မှာပဲဖြစ်ပါတယ်။အာလီဂိန်းဒါမစ်ဂျူရိုတွဲလုံးတွေကိုပဲကျွန်တော်တစ်ချက်တော့သွားပြီးတော့ကြီးရမှာပဲ။သူကပို့ပြီးတော့ dominate လုံးနိုင်မလဲပေါ့နော်။အကဲဖယ်ကွန်ကသာပို့ပြီးတော့ moment တွေတွက်လက်နေမယ်ဆိုရင်တော့ dance ရဲ့ flanking တွေ rotation တွေကိုတော့ကောင်းကောင်းယူတော့ platin ကခံရလိမ့်မယ်ဗျာ။ဒါပေမဲ့သူရဲ့ mid angela ပေါ့နော်။ mid angela ရဲ့လုတ်ွက်လေးကြီးဘာအများရှိမလဲ။အာလီလေးကသူတို့ ultimate တွေကို platin ကယူပြီးတော့ save ဆော့ထားမယ်ဆိုရင်တော့ ultimate တွေရွာရတဲ့နောက်ပိုင်းမှာ objective fight တွေမှာတာနိုင်မလားပေါ့။ လက်ရှိအချိန်ကြီးအင်ဂျလာမစ်ထွက်လာတဲ့အထွက်ကြောင့်မလို့တေးကြရဲချောင်းနေနဲ့တော့မစ်ကိုကူရှင်းပေးမှရမယ် rotation သွားဖို့အတွက်ကတော့နည်းငယ်လေးနောက်ကျနိုင်တယ်ကျူရှင်းကတော့လုံးဝဒီ update patch အချိန်မှာ SDR hero ဒီကောင်ဖြစ်တယ်အဲဘလုံးဝ continue damage တွေပေးလို့ရတယ် flare တွေကင်မြောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ rotation နဲ့ gang ငယ်ပိုင်းမှာတော့ mid ue တွဲလုံးဝ falcon နေနဲ့ပို့ပြီးတော့နည်းငယ်အလုပ်ဖြစ်လိမ့်မယ်ဗျအဲ့တော့အင်ဂျလာအနေနဲ့တော့ flare တွေ oc ပြီးသွားမဲ့ time ကြီးအဲ join နေနဲ့ ultimate ထွက်လာမဲ့ time ကြီး objective တစ်ခုပဲပြန်သွားအောင်ဆိုတော့ falcon ကတော့ fm down သွားတဲ့ river shout gang ငယ်နေမှာတော့ early to mid တွေကတော့အများကြီး ဥဆောင်ထားနိုင်မယ်ပေါ့နော်။ Lordy ရ Rookie Daisy အနေနဲ့ကတဖက်ကနေပြီးတော့ Falcon Infound တွေကိုတော့တောက်လျှောက်ဆုလို့အသင်းရောလှမ်းပြီးတော့တင်ပေးထားတယ်။ဒါပေမဲ့တဖက်ကနေပြီး Yuko KA Spain Meet သွားမလား။ G-Quad နဲ့အလှအောင်ပြန်ပြီးတော့ထွက်ထားတယ်ဆိုရဲဂျားထဲမှာတော့ Rookie Daisy ကိုဖျက်ဖို့အတွက်ရရင်တော့မလွယ်သေးဘူး။ချီသူ Ultimate Timing လေးတစ်ခုကိုတော့စောင့်နေရဆိုရဲဂျားထဲမှာ KA Flicker လေးနဲ့တော့အသာလေးပြန်ထွက်သွားတယ်ဗျ။120 second cool down ဗျာ။9မိနစ်လောက်ကတော့ကျွန်တော်တို့ပြန်ပြီးတော့စောင့်သားရမှာဆိုတော့3မိနစ်ခွဲ Timing လောက်မှာမှသူ Flicker ပြန်ရမှာပေါ့ဗျာ။အဲဒီအချိန်မှာသူ Ultimate တွေပဲပြန်ရရင်တော့စေပြေနိုင်တယ်။ Romarin နေနဲ့ကျွန်တော်ဒီလက်ရှိအချိန်မှာ Ultimate တွေမပါဝင် ်သေးဘူးဆိုလို့ရှိရင်တော့တစ်ဖက်ကလည်းတိုက်တဲ့ strike တစ်ဖက်ကလည်း G1 တို့ဒါတွေနဲ့ပဲကျွန်တော်ခေါင်းတိုးရမှာအခြေအနေဖြစ်တယ်ဗျာအဲ့တော့ first set fight ကတော့ကျွန်တော်ဒီ EASB လိန်နာနှစ်ယောက်ရဲ့အခန်းကဏ္ဍတစ်ခုကိုကျွန်တော်ကြည့်ရမယ်တစ်ဖက်ကကျွန်တော်ဒီသူပြန်တက်မယ် crowd control တွေနဲ့ပြန်သွားလို့ရရမယ် new code the ultimate yaw အခြေအနေမှာ damage တွေစားသုံးမှုအတွက်အကောင်းဆုံးအခြေအနေမှာတော့ရှိတယ်ဗျာ3မိနစ် time အတွင်းမှာတော့နှစ်ဖက်အသင်းရဲ့ဒါဗတဲ့ setup တွေကိုတော့ကျွန်တော်စတင်ပြီးတော့မြင်တွေ့ရလိမ့်မယ်လို့ထင်တယ်တော်တော် objective dance လေးရတယ်တိတ်မကြခင်မှာပဲစတင်တော့မယ်ဆိုရဲကြားရမယ် new code ကို rest ကိုကောင်းကောင်းယူတော့ pressure တော့ပေးတာနော် ဒီအချိန်ဒီမှာတော့ဖေဂွန်နေနဲ့တာတက် objective dance ကိုတော့တတရာ dance လို့ရမယ်လို့တော့ထင်ပါတယ် rush နဲ့ level 4ရောက်သွားပြီ flare တော့ခိုင်းမြောက်ထား rookie tdd blue မသွားလို့မြောက် falling star မှာ star dance ဒီအောက်မှာတော့လုံးဝချောင်းလာ join လို့မရတဲ့အချိန်ဒီမှာတော့ကျွန်တော်တတရာလေးပဲဖေဂွန်နေနဲ့ first start fight ကိုတော့ရရှိလို့သွားပြီဗျာ yugo တယောက်ထဲနေနေထင်းရတာတော့တော်တော်လေးကိုတော့ front line တွေအတွက်ကောင်ခဲရင်နေရဆိုတဲ့ပုံစံမျိုးလေးကိုတော့တွေးရတယ်ဆိုတော့ဖေဂွန်ဒီအချိန်မှာတော့သူတို့တောက်လျှောက်ဆိုလို့ lane rotation ပေးရင်တော့ပေးလို့တော့ရပြီဒါပြီးွားရင်ကျွန်တော်စံကြီးကအပေါ်မှာ free fan လေးတော့သွားပြီးတော့ဖြစ်နေ begin time မှာကျရင်တော့ cherry duty တက်စားမယ်ဆိုရင် sam ကြီးကပို့ပြီးတော့ combination မြန်မလားဟုတ်တယ်ပြီးတော့ကျွန်တော် Sanji ရဲ့ Hero Nature Grand ရသည်เนาะဗတဲ့ဂျိုင်းမှုအတွက်အများကြီးမလို့3500ပဲလို့ Hannah Strike က2000ကျော် Sky Bear က1500အဲ3500ပြေဝိုင်း online ဖြစ်လာပြီးတော့ ကျွန်တော်ဒီ Benedict Five ကို light join လို့ရတယ်ခေမက်စတက်တီရရလာရင်တော့တိုင်းထက်လွန်မို့ဗျာ Paladins ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ကျွန်တော် time တကူစောင့်ရမှာပေါ့နော် Angela နဲ့ join နဲ့သွားရတဲ့ຢာတကူဗျာဒီຢာတကူကကျွန်တော်ဒီ Team Five မှာ Paladin ထိတိုးလို့ရတယ် join လို့ရတယ်အဲဒီຢာတကူပဲ Paladins light နဲ့မှာပဲအဆင်ပြေပါလိမ့်မယ် Angela join Angela ကျွန်တော်11ဒလိုမို combination လေးတွေရတော့ making timing လောက်မှာတော့စတင်ပြီးတော့မြင်တွေ့ရလိမ့်မယ်လို့တော့ထင်တယ်လောစရာတော့ Sanji အနေနဲ့2000လောက်ကတော့သွားပြီးတော့ fan မိနေပြီလို့ထင်တယ်ဒါပေမဲ့တစ်ဖက်ကနေပြီးရှေ့စုတစ်ဖက်က Hacker Sanji ကို pressure လိုက်ပြီးတော့ပေးလိုက်ကြမှာ dance ထပ်ပြီးတော့ကျွန်တော် back up ရောက်လာတယ် ကြားထဲမှာတော့ Tatter Strike နာမည်စလန်နဲ့ပေးလိုက်တယ်ဆိုပေမဲ့လို့ရှည်သူတကောင်ပဲအရင်ဆုံးတော့ကြာထားသေးတယ်ဗျာပြီးနေတယ် Flare တော့ကိုင်းမြောက်တိုင်းမှာ Rookie TD ပြန်4နေရတယ်အိုး Three man control rush Over နေအောင်မတော့ပါလာရဲဆိုပေမဲ့ကျွန်တော်ဒီ Crowd control အလာကြီးနောက်မှာ Faller damage တွေရှိမနေသေးတဲ့အတွက်ကြောင့်မို့လို့ဘာမှတော့စမဖြစ်သွားဘူးဗျာ Teammate တွေလွတ်သွားနေနေတော့ကျွန်တော် Flare နေနေတော့နှစ်သိမ့်နိုင်ပါတယ်တကယ်တော့ကျွန်တော်တို့အဲ့လို Falcon ဒီအချိန်မှာတော့သူတို့ရဲ့ Back gap တွေတော်တော်လေးကိုလင်းမြန်လာလဲတွေးရသလိုဒီဘက်မှာလည်းကျွန်တော် Rush နေနေအပေါ်လန်းထိတောက်လျှောက်ကိုတတ်လာခဲ့တာဗျာဒါမျိုးကျွန်တော်တို့ combination လေး းတွေ planning ဘက်ကနေပြီးတော့အများဆုံးလုံးနိုင်မယ်ဆိုရင်တော့အဆင်ပြေတယ်။လောဆယ်ကတော့ cherry duty ရှီကိုတော့ fair gone အနေနဲ့ရမ်းတော့အအောင်မရသေးဘူး။ ဓိကကျွန်တော်ဆန်ဒီယိုတစ်ဖက်ကလာခန့်သွားတယ်ပေါ့နော်တစ်ခါရှောင်းသွားပြီအဲ့တော့သူတို့ဂိုးလေးကိုနည်းနည်း focus မအောင်ရမယ်ဒီ map ဒီကျွန်တော် flying cloud ဖြစ်တယ်တင်းလာရှောင်းစည်းလေးပေါ့ဗျာအဲ့တော့အင်အားနေထွက်လာပြီးတော့ကျွန်တော်ဒီ buff နားလေးလောက်ထိကျွန်တော်ဒီ second turner လေးလောက်ထိတော့မြန်မြန်ဆန်သွားလို့ရတယ်ဆိုတော့ rebound တိုင်းနေရပြန်ထွက်လာမယ်ဆိုလို့ရှင်တော့မှဒီ base ကနေပြန်သွားမယ် time နေရတော်တော်လေးမြန်မြန်ဆန်ဆန်ရှိမယ်အဲ့တော့မင်းမာတော့ကျွန်တော် inline နဲ့ flying လေး oasis ပြီးသွားပြီဗျာအဲ့တော့ဒီချက်ကိုတော့ကြည့်ရမယ် favor နဲ့ပေါင်းမယ်ဆိုရင်တော့သူ့ရဲ့တွေးတက်တော့ကတော့ပို့ပြီးတော့များလိမ့်မယ်ပေါ့နော်အဲ့တော့ second turner fight တစ်ခုမှာကျွန်တော်စောင့်မျှော်နေရတဲ့ join တွဲလုံးလေးတစ်ခုနဲ့အတူတူ Paladin Street Timing Setup ကိုအကောင့်ထည့်ပေါ်သွားနိုင်မလားကြည့်ရှုရမယ်ဗျာဒီတစ်ခေါက် Battle 5မှာတော့ကျွန်တော် New Code ထပ်ပြီးတော့ပဲကျွန်တော်ရောက်ရှိလာပြန်ပြီဗျာတကယ် Objective 5ခေါင်းတိုးဖို့လွယ်မလားဆိုတော့ကြည့်ရမယ် Falcon Zone င်းထားတဲ့ခြံနဲ့ Paladin အနေနဲ့ခေါင်းတိုးဖို့တော့စ조사နေတယ် Frontliner နှစ်ယောက်ဖြစ်တဲ့ Rookie DZ Rest ကိုတော့ကောင်းကောင်းယူ Pressure Light ပေးထားရင်းနဲ့ပဲအရင်ကတော့ခေါင်းတိုးလို့မရသေးဘူးဗျာ Paladin အနေနဲ့ဒီအချိန်မှာတော့ Falcon တတဲ့ Objective ကိုတော့သိမ့်ပိုက်ဝါမလားဆိုတော့စောင့်ကြည့်ရပါအောင်မယ်ရှေ့ကိုတိုးလို့အောင်မရ Rookie DZ တိုးနေလည်းမရအောင်ရှေ့သူ Dash ပေးတာနဲ့ Titan Strike တစ်ခါလေးတိုး join နေပေါင်းနိုင်မယ် Tsunami စတဲ့ပါလိုက်ကေဘယ်ကတ်လို့ ဖိုင်းတိုင်းတော့မှဖြက်ကန်သွား Rookie TD Dash ကတော့ပြန်ထွက်လာမှာမလွတ်သွားဘူးပြ K တော့ပေးလိုက်ရပါသေးတယ် Cherry Shooty K ရွာကတော့တော်တော်လေးအဆင်ပြေသွားတယ်ဆိုပေမဲ့လို့ကျွန်တော်တစ်ဖက်ကနေပြ2 man ပါလောက်ပြန်ပြီးတော့ပေးလိုက်ရတဲ့အခြေအနေပေါ့နော်အဲ့တော့ Cherry Shooty ကိုပဲတစ်ဖက်ကနေပြ Falcon နည်းနည်း focus ထားမလားဆိုတော့စောင့်ကြည့်ရအောင်မယ် Bandy ကြောင့်မြအရင် front line တွေဝင်လို့မရတာလေလက်ရှိအခြေအနေက Rookie နှစ်ကောင်တစ်ကောင်တို့လဲတော့လဲလဲရသေးရေပေါ့နော်အပေါ်လိုင်းတစ်လိုင်းကတော့တို့ပြန်တော့ကြည်ထားတယ် New Go နဲ့ကတော့ကျွန်တော်ဘောင်းဝင်နေတယ် New Go ကတော့ power spike ဖြစ်သွားတယ်လို့ပြောရမယ် early game မှာ laning phase ကြလည်းသူအသာသီးထိန်းထားတယ်လည်းပဲတစ်စင်လည်းပြန်ပြီးတော့ပြတ်ထားတယ် no? အဲ့တော့အပေါ်မှာဆန်ကြီးကတခါတော့တေထားပေမဲ့ level ဘိုင်းဆန်ရရအောင် cherry q တီးကတွားပြီးတော့နေပါနေတဲ့အခြေအနေမှာရှိရဗျ။အင်းအောက်မှာတော့ bio ban နေတာတစ်ခုမှာတော့ rest ကိုတော့ dash chain mode တော့ကစူးစမ်းတဲ့ blue buff တောင်မပေါ့ဘူး။သူရောတော်တော်ကြီးကိုတော့ကိုင်းထော်သွားတာ။ ban ီအနေနဲ့ backup ချဖို့အတွက်လာတယ်ဆိုပေမဲ့လို့ဖြတ်ဖို့အတွက်မလွယ်တော့ဘူးဆိုတဲ့တီးတဲ့အချိန်မှာအချိန်ဒီအများကြီးတော့ waste တော့မလုပ်တော့ဘူး။သူတို့နေခြေစူးကိုတော့ပြန်ပြီးထောက်ထားတယ် new go star moon တော့ရှိတယ်ဗျ။ဒါပေမဲ့ loss efficient လေးပဲပြထားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။ဒီပွဲကဗျာကျွန်တော်ဒီ tally fight တွေမှာဆိုရင်တိတာတယ်။ paladin အစီအနေနဲ့တော့ကျွန်တော်ဒီ falcon back ကိုတိုးလို့မရဘူးဖြစ်နေရ။ကျွန်တော်ဒီ ကီတီးသီးရဲ့ကန်ချက်တွေမမြင်တွေ့ရသေးဘူးခုနကတော့ dance ကိုတော့သူတစ်ခါကန်သွားတယ် dance တစ်ခါလေးပြတ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ POI damage တွေရကျွန်တော်ဒီ target zoning control ရသူတို့အရန်ကြီးအရှိတိုးခွင့်မရဘူးအဓိကလည်းကျွန်တော်ဒီ ruby lane နေရာလည်းပါတယ်အပေါ်မှာ ruby lane နဲ့ face မှာတော့အဆင်ပြေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တက်ဖြဲတာတွေ live ဖြဲတာတွေလုပ်လို့ရတယ်အဲ့တော့ early to make game timing တစ်ခုမှာတော့ကျွန်တော်တို့ဒါ first target second target fan con e-sport နေနဲ့နိုင်ရရှိပြီးသွားတဲ့အခြေအနေမှာတော့ now on 3k အတားနဲ့တော့ဆက်လက်ပြီးတော့ dominate လုပ်နေတော့မဲဗျာ game number 1အတိုင်းလေးပဲပေါ့နော် snowball type လေးပဲဆက်ပြီးတော့သွားနေတယ်အဓိကရှီဇူးကိုတိုင်ကလည်းအရင် flying ကိုဝင်လို့မရဘူးဆိုတာ tsunami slam k8 ရဲ့ tsunami slam ယူတော့ကြောက်နေရသေးရပေါ့နော် angela hacker block ပဲပူတာပူတာအရင်တော့ဆင်မပြေဘူး cut throw ထပ်ပြီးတော့ tornado drive တကြားထဲမှာတော့ cherry chute တံပြီးတော့ပဲ instant ပြတ်သွားခဲ့ထပ်ပြီးတော့ပဲကျွန်တော်အလဲမှာတော့ k8 ရဲ့ tsunami slam နဲ့ rest bar ထပ်ပြီးတော့ base လိုက်ရသေးရဗျာဘောအော် gang gang နေတော့တကယ်ကိုလှုပ်ဖြစ်သွားခဲ့တဲ့ time လို့ပဲပြောရမယ်ဗျာ dash ရထွက်လာတဲ့ k ပဲ cut throw ပိုင်းနေတဲ့ တွေရတော့ Cherry Judy ဘလို့မှကျော်ခံစားနိုင်ခြင်းမရှိဘဲနဲ့ပြတ်သွားတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတာတွေကလည်း Paladin အစီအစဉ်ဘလို့မှရယူလို့ရမှာမဟုတ်ဘူးကျော် Falcon Esports ဘက်ကိုပဲဆက်လက်ပြီးတော့ခွင့်ပြုရမှာမကြီးပေးလိုက်ရပြီနဲ့တူတယ်အော်ဒီတိုင်းဆိုရင် Paladins ကတော့အများကြီးကျွန်တော် max ဆုံးရှုံးမှုရများသွားပြီဗျာဟုတ်တယ်အာလီတဲ့ဟိုကတော်တော်လေးကိုနေဝါပြီလို့တော့ပြောလို့ရမယ် dance တက်ပြီးတော့ပဲ raw တွေပါပြီးရတယ်စန်ဂျီကိုကြီးရတာသူ sky mirror ဆိုတော့ပြီးွားလောက်ပြီဗျာအဲ့တော့ new go front line ထဲမှာတော့ကောင်းကောင်း ောင်းပြီးပဲထုံးစံတိုင်းလေးပဲထိန်းထားသေးတယ်။နောက်ကနေပြ Bandy Combination တော့ထပ်ပြီးတော့ကြလာသေးတယ်။ Cherry Judy ရော Hack up တော့ပေးထားသေးတယ်ဗျ။ဒါပေမဲ့ Cherry Judy ကိုယ်တိုင်လည်းခေါင်းတိုးလို့ကလုံးဝမလွယ်တဲ့အခြေအနေပါ။ Crossbow တန့်ပွင့်သွားမယ် Time Cool ကိုပဲပြန်လည်ပြီးတော့စောင့်စားရမယ်ဗျ။နောက်ပိုင်းက 4.5k TR တကူပြန်လည်ဖြည့်ရှင်းမှုကြိုးစားရအောင်မယ်။ချိန်ငယ်ထဲမှာရှိတဲ့ဒီကောင်စားချင်းစီဒီကောင်စားချင်းစီပေးရမယ်ဆိုရင်ကျွန်တော် Join နေနဲ့ Join နေနဲ့နည်းနည်းမဟုတ်တော်တော်နေဝါလောက်မယ်။ဘာလို့လဲဆိုတော့ဒီ Fan Mia ဆိုကြီးကလည်းလိုအပ်တယ်ပေါ့နော်။ဒီတော့ဆိုလို့ရှိရင်တော့ကျွန်တော် Join ရနေပါစားပြူရမယ်။ Australian Site တွေပါနေတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာ Australian Site တွေပါရကျွန်တော်သိမ့်မသုံးရတော့နဲ့ Nap ထားလဲပါရော ောပြောရင်းဆိုရင်ပဲလိုက်ပြီးတော့နိုင်ဖို့ကြိုးစားနေရဗျာရှင်သူထပ်ပြီးတော့ပဲကျွန်တော် health gap လေးနဲ့ left five base ပြန်ပြီးတော့ forward ထားတဲ့ဂျားထဲမှာတော့ tsunami slam နဲ့ power ခဲ့တဲ့ rest ထပ်ပြီးတော့ပဲခြေနေမကောင်းခဲ့ဘူးဗျာရှင်သူထပ်ပြီးတော့ပဲကျွန်တော်နည်းနည်းလေး damage ပေးဖို့အတွက်ကြိုးစားနေရဆိုရင်ဘလို့မှမတိုးတဲ့အခြေအနေပေါ့နော်အဲ့တော့ပဲပြန်ပြီးတော့ forward back လိုက်ရပါသေးတယ်ကေပဲ cut low five မှုကြိုးစားနေရ cherry qd ကိုတွေ့သွားပြီ crossbow တန်းတော့တွေ့သွားရဖွင့်သွားရဆိုပေမဲ့ dash နဲ့အရန်ကြီးတော့ရှေ့တော့မတူဘူးဗျာသူတို့ map control အသာလီရထားတဲ့အရာကိုသုံးချပြီးတော့ပဲ jungle zone ကြီးအကုန်လုံး control လုပ်ချင်နေတဲ့ပုံစံမျိုးတော့မြေတွေ့နေရတယ်မင်းမှရှိရဲ second aim play ပေးလိုက်ရမယ်မြေအော်အော် ရင်ဝင်တိုးလို့မရဘူးဆိုတဲ့ပုံစံတွေကို platinum ဘက်ကနေပြီးတော့တောက်လျှောက်ဆုပ်သလိုရင်ဆိုင်နေရတယ်ပြီးတော့အဲ့ဒီအတွက်ကလည်း plan နဲ့အခုချိန်ထိရှာမတွေ့သေးတဲ့ပုံစံမျိုးလေးပဲအဲ့တော့ fair gone အနေနဲ့အားလေးတွေကိုတော်တော်လေးကို dominate လုပ်ထားတယ်၈မိနစ် timing အတွင်းမှာတော့ inner tower ကြီးတော်တော်များပေးလိုက်ရပြီဗျာကျွန်တော်တို့ပွဲစခင်ရဗျာကျွန်တော်ပွဲမစခင်ရခံမှန်းမှုတွေလုပ်ခဲ့တယ်ဒီ ruby မှာဆိုလို့ရှိရင်လေ crowd control ကအများကြီးပါတယ်ဗျာနှစ်ကွက်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့ချောင်းစီမှာလည်း g1 တို့ပါတယ်ခုလောတော့ဖြတ်ကန်မှုကျိုးသွားတယ်ဥွာရာ kdc ပြတ်ပါသွားတယ် join နေနဲ့ပြန်နေမှုကျိုးသွားတယ်ဘက် line control တကူ cable plus join တဲ့အချိန်မှာတော့ဘယ်လိုမှခံစားနိုင်ခြင်းမရှိဘူးနောက် 特别有火力呀，纽扣，star d a n c i n g a l m o s h e a b s o l u t e l y g a l l o p a y a r o o k i e 弟弟，有搞，apa corner，哎呀，特别有比较，英雄 p e t s t a r i d e r p a t i n w e a 有，特别有比较 c o e r 这，play，ider，飞哥，那多片的呀，第二个咧，超爱，那 w o f t h e d r a g o n 也冇出牌呢，看你爱耍哪，miss，咧，也出玩，打罗尼，罗萨加咯，表玩，特别有比较，champion，老大咧，再来嘛，纽扣，smg，c o e b y n a t o n d a e a g e 你 o e c h e r r y c h u d y 特别有比较，打我嘅，哎，第二个打我 t r y o d i t c o 冇飞哥，try，罗亚吧，弟，不要，那拍得，那拍得，都冇得，那多闪的，我 ဖဲကောင်ကလုံးဝအပီတုံးနေခဲ့တဲ့အရာတခုရှီစုကအပါခေါ်တိုင်းနဲ့ကျော်တန်းပြတ်သွားတယ်ဗျာစတာတန်နေအောင်မှာတော့ကျော် KDS ကိုအဗာတာပြန်ပြီးအပါခေါ်တိုင်း off and you go တကောင်တော့အပါဖြတ်ဖို့ကြိုးစားမိမယ် low hp ဖြစ်သွားနေတယ်ဗျ DS မှာ radar တော်မှပေးနေတာဗျာအဓိကလည်းချောင်းနဲ့ ruby နဲ့ဒီ angela နဲ့တောင်းအောင်သေးဆိုတော့ sma ကိုဖြတ်ဖို့အတွက်ကတော့ tower ပဲရှိမယ်ပေါ့နော် tower ကိုတန်းကလည်းအဆုံးမတက်ပေးနိုင်သွားခဲ့ဘူးဆိုတော့ကျွန်တော်လွတ်သွားခဲ့ရပြီအဲ့တော့ဖဲကောင်ထပ်ပြီးတော့ပဲကျွန်တော် tower ဒီ low objective ကိုတော့ပိုင်ဆိုင်လိုက်ရပြီဆိုရင်တော့သူတို့အနေနဲ့ကြံရှိနေတဲ့ဘီက တာဝါတွေကိုတိမ့်ပိုက်ဖို့အတွက်ကတော့ first law နဲ့ရအောင်မယ်နဲ့တူရယ်ဗျာဒီတိုင်းဆိုရင်တော့ first law နဲ့ only mega ကိုတော့ကျွန်တော်ဒီအချိန်ဒီမှာပြန်တွန်းသွားဖို့ရှိမယ်အဲ့တော့ iden တွေရသွားပြီးကြည့်မယ်ဆိုရင်တော့အောက်မှာ goal line ရဆိုလို့ရှိရင်လေ cf ဘက်မှာ b y လေးရောင်း b y ပြီဗျာအဲ့တော့ dash နေရတယ်ကျွန်တော် hapter c raw hand strike တွေပြန်သွားထားတယ်အဓိက asmarita origa b y တာအဲ့ဒါပြောမှာကျွန်တော် ancient talisman ဆက်သွားနေတဲ့အရာ dominant eye ဆိုတော့အပေါ်ဝင်လေပြောရင် Oregon နဲ့ Alternate Talisman နဲ့နေနေသူက front line ဒီ back line ထဲမှာရှိရဲ damage တိတ်ကန်အကုန်လုံးလုပ်တယ်ရှိ absorb လုပ်ပြီးတော့ တတောင်တတာကြီးကျွန်တော်တတရာလေးပဲပြင်းနေရောမယ်ဖဲကွန်ကပတန်ကတော့တိတာပဲတူတူဝမ်းပဲတွားတာဘန်နီနဲ့ညူကိုနဲ့ကတွဲထားတယ်ညူကဖရန့်လိုင်းနဲ့ကိုဝင်တိုးပြီးတော့ဘန်နီကနောက်ကနေပြီးလန်နဲ့ဖလဲလေးနဲ့ဇုံးနဲ့လိုက်ထားထားတယ်ပြီးတော့ KH ကတစ်ဖက်ကဆန်ဂျီနားမှာပဲတော်တော်များများရှိနေရဗျအဲ့ဆန်ဂျီရှိကိုဝင်လာပြီးဆိုရင်သူ့ရဲ့ဆူနာမီစလန်နဲ့ပြန်ပြီးတော့ပစ်ကော့လောက်သွားခဲ့နောက်ကနေပြီးတော့ Desk က DSTK ပဲနေဗတယ်ကွန်ဘိုင်နေးရှင်းလာဖို့အတွက်ကတော့ရင်းမကြဘူးဆိုတော့ဖဲကွန်ရဲ့ဗတယ်ဆက်ရက်ပလေးကတော်တော်လေးကိုတတရရဖြစ်နေရဗျဒီက link up play တွေဗျာသိရမလားကျွန်တော်ကိုမိုလေးတွေပြန်ပြီးတော့တွားထားနေရခဲတော့လော်ရီကတော့တက်လာပြီဖလာဒင်း 底下的狗，今儿不露面，躲到一个偏僻地方，不来边。 တော့မေပိုင်းဆိုင်ရမှာတော့ကျွန်တော်ဒီခါလေးမေဂါထောင်းတလင်းကိုရောက်တော့ဘကပြတ်တာဗျာကျွန်တော် damage က immediately ကျွန် physical damage သုံးရောင်းပိုင်းဆိုင်ရထွက်နေရဆိုတော့ cavalo ပိုင်းနဲ့ပဲရှီသူအဖာခေါ်ပေးတာတွေဗျာဟာကတော့မမီလိုက်ဘူးဆိုတာဒါမျိုးပေါ့နော်မီကနှလင်းစားတင်ပြီးတော့ခွင့်ပြုပေးလိုက်ရပြီဆိုရကြားမှာတော့ KH တပြည့်ပဲဂျမ်းပင်လှူထားတဲ့ Cherry Judy ကိုတော့ဟာကပေးတာဆိုတော့ avatar အနေနဲ့ကတော့ Melio အနေနဲ့များတယ်ဗျာအဲ့တော့ platin အနေနဲ့ကထပ်ပြီးတော့ပဲ quick wave တွေရှင်းဖို့အတွက်ကြိုးစားအောင်ပဲဒါပေမဲ့ falcon တော့တော့မတက်နိုင်သေးဘူးထပ်ပြီးတော့ပဲ rush ဖို့အတွက်ကြိုးစားပါအောင်ပဲဗျာ tide strike သုံးဖို့ကြိုးစားရင်ပါနေရ rookie dd တောင်းချောက်ပုတ်တိုင်းနဲ့ပဲပြန်တော့4နေရတယ်မီနီယ 威变出来一个经理嘛，巴拉尼，虽然比赛内所有过来的搞 rush，把我们露露秒，李某某唯一表博表多这边，然后 DJ 尼玛，奥雷没搞呗，飞过来那三秒中五秒玩的，拍到干来巴拉尼这边，又可以拼的，所以就叫把我们对面就露露秒，我都不看你表起走，三 G 多少个来经理啊，都快被你表奶奶炸了，三 G，我这边是三 G，我送他哈的，比三 G，monster 给巴拉奥，这边要来比 double kill 呢，double kill T Z，叫奥雷，你打的酷猫了，ploding，deep world 的沙漠，rap 龙啊，我累了，奥雷，你打的。 ်ခုမှာ Cherry Judy ကိုပါအဆုံးသတ်လိုက်ရင်လည်း wiping out ဆိုတဲ့နေသားတစ်ခုနဲ့အတူ game number 2ကိုပါ Falcon ထပ်ပြီးတော့ပဲတိမ့်ဖိုက်သွားတော့မှာဖြစ်ပါတယ်ဒီပွဲကတော့ကျွန်တော်ပွဲသားချင်း7မိနစ်နဲ့53စက္ကန့်မှာပဲကျွန်တော်ပွဲပြီးဆုံးသွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာအဲ့တော့ Falcon eSport အနေနဲ့ဒီနေ့ Paladin နဲ့တွေ့ဆုံရတဲ့အချိန်ဒီမှာလဲ2-0ဆိုတဲ့ result တစ်ခုနဲ့ပဲ နိုင်ရမှတ်တွေကိုတော့ဖော်ဆောင်သွားခဲ့ပြီလို့ပဲကျွန်တော်တို့ပြောရမယ်ပေါ့နော်ဒီနေ့အတွက်ကတော့လုံးဝ2-0တွေကြီးပဲပေါ့နော်အသင်းတွေတော်တော်များများတော့လုံးဝ match point တွေအကုန်လုံး skew ဖြစ်သွားရဲဆိုတဲ့ပုံစံမျိုးလေးပြီးတော့ဒီ game number 2ကလည်း platinum ဒီ game number 1ထပ်ပို့ပြီးတော့ပြတ်သွားတဲ့အောင်တော့ရှိနေရဲဗျာနော်ဒီကလည်းအဲ့လိုမျိုး fanny ဆော့ခဲ့တဲ့ပုံစံကြီး KDH ရဲ့အဲ့လိုမျိုး pick off တွေအောက်မှာအကုန်ပါကုန်တာဗျဟုတ်တယ်ဟိုဘာမှလုပ်လို့မရတော့ဘူးဆိုတဲ့အချိန်ကြီးလေးပေါ်မှာ show ဒီပေါ်မှာဒီက AKH ရဲ့ tsunami slam เนาะမဆန်ကြီးရတဲ့ damage ကတော်တော်လောင်းနေပြီးပြီးတော့ dash အဲ့221 foundation